တစ်ခါတစ်ခါကျအမအမအလိုမျိုးအကွက်တကွက်ထုတ်ပြလိုက်ဖြစ်ကိုတွေပါဝါကိုလည်းစူးစမ်းကြည့်ရတာမဲ့အဲ handstand ရမလုံနိုင်ဘူးလုံလုံကြည့်ချင်တယ်ဒါပေမဲ့မလုံရဲအမအမအမိုက်စားပဲအမြဲတမ်းအမြဲတမ်းရော့ဘယ်တော့မှရော့မနေဘူးသူပြဆိုတာကြီးကလည်းပြောမယ်ဆိုရင်ဝုချင်တိုင်းဝုလုံမှမရတာယူနော်ခန္ဓာကိုယ်လာမှကောက်ချောင်းလေးရှိမှသူကဝုလို့ရတာဆိုတော့ပြီးရင်အမအချက်တော့ဘု து အမလည်းသူတိတ်ကြီးမှုမဆိုင်တတ်ဘူးသူများအတင်းလည်းဘယ်တော့မှမအုပ်ဘူး မလည်းဒီအပိုင်းတော့ဒီတွားလောက်ထားတော့အမလည်းနေနာနေ ။ဆုံးဖြစ်တဲ့အမားရကျတော့လေ။အဲ့ဒါပေမဲ့ gym ဆော့တဲ့အမားနဲ့ gym ဆော့တဲ့အချိန်ကလွယ်လို့ပေါ့နော်။ဂျန်တဲ့အချိန်ဆိုတခါသေးဆိုလို့ညနေပိုင်းအလိုဘားထိုင်တာတို့အပြင်မှာမုတ်ထွက်စားတာတို့တော့ဖြစ်တဲ့အမားနဲ့ကျတော့ရှုတင်မရှိတဲ့ရက်လေ။ဒီနောက်ပိုင်းတော့အမားတော့ sushi salmon sashimi အဲ့ဒါပဲအဲ့ဒါပဲစားတော့တယ်။ဒါပေမဲ့တခါတလေကျတော့ရခိုင်တုတ်တွေပါတယ်ဆိုရင်လည်းစားတယ်။စားပါတယ်အမားအလိုရန်ဖန်ရန်ခါပါပဲ။အရင်ကြီးတော့လိုမျိုးစားတဲ့ထဲမှာတော့မပါတော့အစားတော်တော်လေးစင်ချင်တော့ပင့်ချီလေးချောင်းလုံးမှမစားတော့အမားဟုတ်အကုန်ရှောင်လိုက်တာပေါ့ချီလေးချောင်းပါတော့ Yeah, I went too far into my deep thoughts. And no matter how close. အမြဲတမ်းပေါ့ကိုမအောင်ခြေပြီးမှအမြဲတမ်းကိုမူတည်ယူဖြစ်တယ်အော်လို့အမတော်မှတော့ဒီလောက်ကြည့် မင်းကလေးတမ်းပဲပေါ့နော်ဒီလောက်ထိဆော့နိုင်တာလို့ငါဘာလို့မဆော့နိုင်ရမှာလဲဆိုတော့အမအောင်ကြည့်ပြီးမှအများအားမူတည်ယူဖြစ်တယ်အမလည်းအများအားအပိပြပါမြူလာလေးဆော့တော့ဆော့တော့တဲ့အဲနည်းနည်းဆိုရင်အမတာဒီရဲ့ပိုင်းနဲ့ဆော့လာတယ်ပြောင်းလဲလာလားဆိုတော့ကဲကြည့်ဆိုပြောင်းလဲလာတယ်ဆော့ဆော့ဆော့အပိရဲ့အများအားမူတည်ယူဖြစ်ပါတယ် မင်းလည်းပြောဖြစ်တယ်အမဘလို့ဆော့ဘလို့ဘလို့လို့ဆိုဘလို့ဖြစ်တယ်အဘလို့ဆိုဘလို့ဖြစ်အမကပြောမယ်ဆိုရင်ဒီမျိုးလက်ထပ်ပို့ပြီးမှဒီ gym log ကမှာအမကျင်လည်ခဲ့တာဆော့ခဲ့တာရမ်းကြပြီဆိုတော့အမပို့ကျွမ်းတယ်လေအဲအကြောင်းမို့ငွေဆောင်တော့တော့ဘလို့လေးပတ်ရတယ်ရှင်ဒီတစ်ခေါက်ငွေဆောင်ပါလားမိုးရွာနေတော့အမ handstand ထောင်ဖို့ချိန်တော့မှမရလိုက်ပါမိုးအပြင်းနဲ့ထွက်မယ်ဆိုရင်မိုးကရွာချလိုက်ဆိုအခန်းထဲမှာပဲအကျွန်းသွားတဲ့အချိန်တော့အမရေထက်ဆင်းဖြစ်တယ် ကျွန်းသွားတော့မှကျွန်းကျွန်းလယ်မှာသွားရတဲ့ချိန်မှာတော့မှအမရေထဲဆင်းတယ်အဲ့ဒါကိုရေထဲဆင်းတဲ့ချိန်မှာအမကိုမြမြတ်တို့လည်းပါတယ်အဲ့တော့ဆိုရင်အကုန်လုံးက life jacket နဲ့ဆင်းတာ哦အမအမ life jacket ဘုတ်ပါလားဆိုနမဘူးတဲ့ဒီတိုင်းပဲဆင်းအဲ့အလွတ်အကုန်လုံးအောင်းအောင်းနေကြအမဆိုဟာတတိရှိလိုက်တာအမလည်းရေပျော်ဖြစ်နေပြီလားအမရေမြင်မရအောင်အမရေရမ်းကိုချင်တာဒါပေမဲ့ဒီခေါင်းဝေးဆောင်မှာကျတော့မိုးရွာတော့အဲ့ကျွန်းကျွန်းမှာပဲသူရေထဲဆင်းခဲ့ရတယ်ဒီ ဟိုတယ်မှာတော့သူအပြစ်အောင်ထွက်လိုက်ရအောင် hands down လည်းမထောင်လိုက်ရအောင်မိုးရွာတော့အမရေ hamster ထောင်တဲ့ပုံလေးတွေရလေအရန်လေးတိုက်ကြရန်လေးပောက်ပြီးတခါတခါကျအမအမအဲ့လိုမျိုးအကွက်တကွက်ထုတ်ပြလိုက်ဖြစ်ကိုရေကဝါအဲ့တော့မမထပ်ဘယ်လိုမျိုးမလို့မထုတ်ပြရတဲ့အကွက်တွေအများကြီးကြံနေရမှာရှိမှာအများကြီးရှိသေးရဒါပေမဲ့မလုံနိုင်ဘူးလीနော်ကိုလည်းစူးစမ်းကြည့်ရတယ်ဒါပေမဲ့အဲ့ handstand ရမလုံနိုင်လုံလုံကြည့်ချင်တယ်ဒါပေမဲ့မလုံရလုံလည်းမလုံနိုင်တော်ပါတယ်အမတကယ်ရမ်းတော်တယ် try ဘူးလား try ဘူးတယ်ငွေဆောင်မှာတော့အမအဲ့လိုမားတူရဲမားစွာရဲမျိုးလက်ရဲကို handstand ဆိုမှ handstand အတူပေါ့ကျွန်တော်တို့ကြားတော့လိုမျိုးကျက်နိုင်ရမှာနိုင်ရမှာထောင်ထားခိုင်းတာတယောက်တယောက်ကလေးကလေးခြေတော့ကိုအပေါ်မှာအလိုတင်ပြီးမှအလိုထောင်ခိုင်းတာအဲ့ဒါအမကြည့်တာသူကလေးကလေးချင်းစီလောက်ကလုံမားတူနေလောက်မားစွာလောက်ကမျိုးလက်လောက်အဲ့လိုမျိုးအဲ့လိုမျိုးပဲနိုင်ရပေါ်မှာပဲမြည်ဒီတိုင်းအလွတ်တော့မြည်အောင်အဲ့တော့ရရရတယ်နိုင်ရပေါ်မှာမြည်ရတယ်ဒါပေမဲ့အလွတ်တော့မြည်အောင် ဒါပေမဲ့ခြေထောက်လို့ခြေထောက်ကင်ပေးရတာပေါ့အပေါ်ကနေလို့ခြေထောက်ကင်ပြီးလွတ်ပြန်ဆင်းတော့မယ်ဆိုရင်ခြေထောက်ကိုအောက်ပြန်ဆွဲချအဲ့လိုလေးတော့ရှိရဲ့အမကတော့တော်လေးကို body balance ညီလို့ပြောနေရတယ်เนาะတကယ်ကြီးမှလောဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အမအမအမိုက်စားပဲအမြဲတမ်းအမြဲတမ်းရော့ဘယ်တော့မှရော့မနေဘူးပုံမှန်ဆိုတော့အမအမစိတ်ကဘယ်လိုပြောမလဲပော့ပါတယ်ပော့ပော့ပါပါပဲဘယ်ရောက်မှအဲ့လိုတူဘယ်လိုပြောမလဲ ်ပေါ့ပေါ့ပပပဲဖြတ်တန်းတာများတယ်ပြီးပြီဆိုရင်လည်းအလုတ်ဒါမှမဟုတ်အလုတ်ကိုကြာအလုတ်ချိန်တော့ तू serious ရှိတယ်အလုတ်ချိန်ဆိုရင် तू ကဒီချိန်ဆိုဒီချိန်လို့အချိန်ရန်တိကြတယ်အဲပြီးပြီဆိုရင်အလုတ်ပေါ်မှာ तू အဲ့လိုညုံညင်တာလည်းမရှိဘူးတခါကြိုက်တာအဲ့လိုနေပူပြီးမှဖြစ်တန်ညာဖြစ်တာအဲ့လိုလည်းမရှိဘူးဆိုတော့ဖြစ်ဖြစ်ပါတယ်အမအရှင်းပြပါတယ်အဲ့လိုပါပဲပြီးရင်အမအချက်တော့ဘသူ့အမလည်း तू တိတ်ကြီးမစိုက်တတ်ဘူးပြီးပြီဆိုရင်လည်း तू သူများအတင်းလည်းဘယ်တော့မှမအုပ်ဘူး तू များမကောင်းကြောင်းလည်း तू ဘယ်တော့မှမပြောဘူး အမအကြောင်းမဲအမပြောတယ်အမလည်းသူနဲ့အဲ့လိုပြင်မှာစုံတဲ့ချိန်ဆိုရင်လည်းဘယ်တော့မှလို့သူများဟိုအကြောင်းဒီအကြောင်းကိုရီပြောရင်တော့မှသူမကြိုက်ဘူးအဲ့လိုမျိုးပေါ့နော်ဒါနင်တို့ဖာနင်တို့ပြောချင်နေဆိုရင်ပြင်မှာတက်ပြောဘယ်တော့မှသူ့အကြောင်းမဲသူပြောတယ်ဘယ်တော့မှသူများမကောင်းအကြောင်းဘယ်တော့မှမပြောအဲ့အကြောင်းမို့အမလုံးတဲ့အရာမှန်တယ်မြိုက်ဒါခွေဖြစ်ပါတယ်ဒါသူများတောင်မလုံးနိုင်တာလေနော်သူလုံးတာဆိုတာဒါလူတိုင်းမလုံးနိုင်ဘူးအဲ့လိုကြတော့ เนาะအဓိက2 piece ဒီခန္ဓာကိုပေါ့เนาะ2 piece ဆိုတာကြီးကလည်းပြောမယ်ဆိုရင်ဝှစ်ချနိုင်ဝှလုံးမမရတာယူเนาะခန္ဓာကိုလာမကောက်ချောင်းလေးရှိမှသူကဝှလို့ရတာဆိုတော့သဘောချရတယ်ကျွန်တော်ကတော့ကောင်းတဲ့အမူအကျင့်တစ်ခုပဲလေနော်ဒါသူများမကောင်းချောင်းပြောရဲဆိုတာကြီးကကောင်းတဲ့အကျင့်တစ်ခုမဟုတ်ဘူးပေါ့နော်အဲ့ဒါပြင်ဆင်ရမယ်ဆိုတဲ့ဟာအများကြီးတင်ယူရတယ်ဟုတ် ကူးဆက်ပါတယ်တော်တော်များများကူးဆက်ပါတယ်ဘယ်လိုပြောမလဲအဓိကဒီခုနပြောလိုမျိုးပေါ့နော်ဂျင်မူဆော့တက်လာတယ်ပြီးပြီးဆိုရင်အချိန်တိကျတာတွေကဆာအလုပ်ပေါ်မှာကိုဘယ်လို serious ထားရမယ်ဆိုတဲ့အရာတွေအလုပ်ကိုအလုံးနဲ့တူအောင်လုပ်ရမယ်အလုပ်ပြီးပြီးဆိုရင်တော့ဒါမိသားစုလို့ဆိုပြပြပါပါဟီဟာလို့နေရတယ်ဒါမှအလုပ်ချိန်မှာဆိုမှအလုပ်လို့ပဲခေါ်နေရဆိုတော့အမဆီရနေလို့တင်ပြရတဲ့အရာတွေအများကြီးအများကြီးရှိခဲ့ဒီနေ့ချိန်ထိလည်းအများကြီးတင်ယူနေတော့မှာပဲ အဓိကအမအကိုကျတော့မင်းသမီးဆိုတာအထက်ကို့အမရင်တယောက်လို့ချစ်တယ်ဆိုတော့အမကလည်းကျွန်တော်တို့ကိုမိသားစုတယောက်လို့ပဲခေါ်နေတယ်အဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့မလို့ပြောမလဲကျေးဇူးတင်ပါတယ်အမအကိုတကယ်နော်ကျေးဇူးတင်တယ်ဒီနေ့ချိန်ကြီးပြောမယ်ဆို တခြားမိကတ်ဆရာရင်လည်းသူခေါ်လိမ့်လို့ရတာပဲเนาะအမအတိုင်းတာနေဆိုရတယ်ငါဘယ်သူနဲ့ဖြစ်ဖြစ်ငါလိမ့်လို့ရတယ်ဆိုမျိုးရှိတယ်ဒါပေမဲ့ဘယ်တော့မှအခုချိန်ထိဆိုရင်လုပ်ငန်း commercial အကြီးတွေပဲဝင်လာလာတတိတွေပဲဝင်လာလာဘာပဲဝင်လာလာဆိုမျိုးလက်လေးမျိုးလက်လေးနဲ့ပဲမျိုးလက်လေးနဲ့ပဲဆိုအများအားလုံးနေရပေးတဲ့အတွက်လည်းတကယ်အမောင်ကျေးဇူးရမ်းတင်တယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျာဟုတ်